ူတယောက်၅ပါးသီလနဲ့ပြည့်စုံလို့ရှိရင်ဘလို့ချမ်းသာမျိုးကိုရနိုင်ကလေးအင်္ဂုတ္တပါဠိတော်ပစ္စကတိပတ်ထဲမှာမြတ်စွာဘုရားအတိအလင်းဟောထားတဲ့ဒေသနာလေးတစ်ပုဒ်ရှိ၅ပါးသီလကိုသာဖြူစင်အောင်ထိနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာ၅မျိုးသောအကျိုးကျေးဇူးကိုရလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်နံပါတ်1အပ္ပမဒာတိကရဏမဟာတံဘောဂေခန္ဓာအဓိကစတိ မမေ့မလျော့ခြင်းဒီဟုသောအကြောင်းကြောင့်ဥစ္စာပစ္စည်းကိုအစုလိုက်အပြုံလိုက်ရနိုင်တယ်တဲ့ဖြူစင်တဲ့တိလာရှိတဲ့ပုဂ္ဂိုလ်တွေဘောဂခန္ဓာဘောဂဆိုတာစီးတဲ့ဥစ္စာခန္ဓာဆိုတာအစုအဝေးဟုတ်လားငါးပါးတိလာဟောတာဖြူစင်အောင်ဆောင်ထိတ်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာဥစ္စာပစ္စည်းတွေကိုအစုလိုက်အပြုံလိုက်ရနိုင်တယ်တဲ့အဓိပ္ပာယ်ကဘာလို့ငါးပါးတိလာဒါတကယ်ဖြူစင်အောင်ထိတ်မယ်ဆိုရင်တတိဖြစ်နိုင်တယ်လို့ပြောတာနော်ဒါပေမဲ့ဥရှင်တို့ဗုဒ္ဓဘာသာဝင်တို့ရဲ့နားထဲမှာ ဒါနတော်ဘောဂဝါအလှပေးတတိဖြစ်ဆိုတဲ့ဒေသနာကပိုးပြီးတော့အရောက်အပေါက်များပုံရ။ငါးပါးသီလပြည့်စုံလို့ရှိရင်တတိဖြစ်လိမ့်မယ်လို့ခေါ်ထားတဲ့ဒေသနာကတိတ်ပြီးတော့အရောက်အပေါက်ရှိဖို့မရဘူးလို့ထင်။ဟုတ်လား။ဒါတပည့်ညွတ်ညံ့နဲ့ကြည့်ပြီးခေါ်ထားတာနော်။ဒါနံပါတ်1အကျိုးကျေးဇူး။ဒါရင်လားဆိုတော့မကဘူးတဲ့။ကလျာဏောကိဋ္တိတတ်တော်အပုဂ္ဂစတိဖြူစင်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်တွေဟာတည်ငောင်းထွက်တယ်တဲ့။ ဒီလိုကတော့မဟုတ်တာမဟုတ်ဘူးဒီလိုဆိုရင်တော့ယုံကြည်လိုက်စိတ်ချလိုက်အလွန်ယူသားဖြောင့်မတ်တဲ့လူအစရှိသဖြင့်ကိုယ့်ရဲ့တည်င်းဟာကိုယ်ဝန်းကျင်မှာမွေးပြန့်တယ်နော်အဲနံပါတ်1အကျိုးကြီးစီဟုတ်လားဘလောက်မွေးတဲ့ပန်းတွေရဲ့ရင်နဲ့မဲ့ဖြစ်ဖြစ်လေအောက်ကိုစားမွေးစီနိုင်တာလေညာကိုဆန်တက်နိုင်တယ်ဆိုတာထုံးစံမရှိဘူးဟုတ်လားဒါပေမဲ့လို့သူတော်ကောင်းတွေစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတွေကျင့်သုံးထားတဲ့တီလဆိုတဲ့သူတော်ကောင်းတရားရဲ့ရင်နဲ့ကတော့လေအောက်လေညာမရွေး အယက်မျက်နာမယွေနေရာတိုင်းကိုရောက်နိုင်နေတဲ့။ဒါမျိုးဆိုပါဗျာဟုတ်ကဲ့ဒေသနာလေးတွေဆက်ဆက်ပြီးတော့တွေးဖို့ပြောပြရမယ်နော်။နောက်နံပါတ်3အကျိုးကျေးဇူးတဲ့။ဗာပြောထားတော့ချူစင်တဲ့သီလရှိတဲ့ပုံကိုယ်တွေဟာပရိသတ်ကြလူကြားသူကြားရောက်ပြီးဆိုရင်အလွန်မှမျက်နာဟာကြည်လင်တန်ရှင်းတယ်၊ကြက်သေးရှိတယ်၊တည်ငြိမ်တယ်၊ခန့်ညားတယ်၊မျက်နာလှတယ်။ကိုကိုကိုငါဘာမှမဟုတ်တာလုံမထားဘူးလို့ယုံကြည်စိတ်ချတဲ့ပုံကိုယ်တယောက်ရဲ့စိတ်မှာတတ္တိဆိုတာရှိတယ်။ ဒါကိုအရှင်တို့မြင်တတ်ဖို့လိုတယ်ဟုတ်လားအိုက်ဆန်ဘယ်လောက်ပဲရှိရှိကိုချင်းတီလာဖြစ်လို့ရှိရင်လူကြားတဲ့ရောင်ရဲ့တတိတိတ်မရှိဘူးမြင်တတ်ဖို့လိုတယ်နော်ပိဋကကြားရောက်လို့ရှိရင်အလွန်မှမျက်နာဟာရဲဝံဒါသုံးခုမြောက်အကျိုးကျေးဇူးပဲသူလည်းပဲမြင်လို့စရာကောင်းနောက်နံပါတ်၄အကျိုးကျေးဇူးကတော့ဘဝမှာအလွန်မှအရေးပါတယ်လို့ဆိုကြတယ်အပြောတာတော့အတံဘုံလောကလံကရောတိ မာမသီလနဲ့ပြည့်စုံအောင်နေထားတဲ့ပုဂ္ဂိုလ်တရားဟာတည်ခြင်းတရားနဲ့ရင်ဆိုင်တွေ့လာပြီဆိုလို့ရှိရင်တီတီငိမ့်ငိမ့်မကြောက်မရွံ့သိခါရှိရှိတည်ခြင်းတရားကိုရင်ဆိုင်နိုင်တယ်တဲ့တချို့ဗုဒ္ဓဘာသာဝင်တွေအတေကဏီဘလို့စိတ်နဲ့များတည်မလဲမသိဘူးယုံညံ့တဲ့ဘဝတွေများရောက်သွားရင်တော့ပြီးပါလေရောလို့တွေးပြီးတော့ပူကြတာတွေရှိဟုတ်လားအဲ့လိုတွေးပြီးတော့ပူတယ်ဆိုရင်ဒီတေသနာကိုခေါင်းထဲမှာဆွဲနေအောင်မှတ်တာအဲ့ဆိုဗျာပူဖဲနဲ့ဟောထားတာလုံးဝမရှိဘူးနော်

တချို့မသေးခင်မှာအောင်မြင်မှုမျိုးစုံရအောင်လှုပ်သွားနိုင်ကြတယ်ဒါပေမဲ့သေပြီဆိုရင်တော့ရှုံးပြီးတော့သေကြတာပဲများတယ်ဟုတ်လားဒါကြောင့်သေခြင်းတရားကိုတိတိငင်းငင်းရင်ဆိုင်နိုင်တယ်ဆိုရင်ရင်ဆိုင်နိုင်ခြင်းတယ်ဆိုရင်မရှိရမလို့အာဘသီလာဖြူရှင်တဲ့ပုဂ္ဂိုလ်တရားဖြစ်အောင်လုပ်ရအောင်